ရှိခါကကလုံးကြီးတွေများပြငရာတွေပြင်းနေတဲ့အပြင်ကိုဒကားတွေကိုပင်လယ်ထဲကနေလဲဆွတ်တင်ဖမ်းချုပ်နိုင်ခြင်းမရှိပါဘူးအကြောင်းကတော့ဒကားကြီးတွေဟာကြောက်တုံးကြီးကိုဝမ်ပိုက်မှာမျိုးထားပြီးအလေးချိန်စီအောင်လုပ်ထားတာကြောင့်ဖြစ်တယ်ကလုံးကြီးတွေမတီးပဲဒကားကြီးတွေဟာဒီလိုလှဝတ်ချက်ကိုဘလို့တိခဲ့တယ်လဲဘသူကပြောပြတာလဲဆိုရာကျမတို့နဲ့အတူစိတ်ဝင်စားစရာဇလမ်းမှာအပြေရှာရင်ရှူစားကြပါဦးဒကားနဲ့ကလုံးမျိုးနွယ်တို့ရဲ့မူလစတင် င်ပေါ်ပေါက်လာခဲ့ပုံမှာကဆာရပါထေပီဒွန်လို့ခေါ်တဲ့ဝိဆာကြီးရဲ့သားတွေပဲဖြစ်တဲ့နောက်ပိုင်းမှာမျိုးနွယ်တစ်ခုတို့ဟာရန်သူတွေဖြစ်သွားပြီးနောက်တိုက်ပွဲတွေပဲဖြစ်ပွားနေခဲ့တယ်။နှစ်ပေါင်းထောင်ချီပြီးတဲ့အခါမှာတော့ငကားကြီးတွေဟာပင်လယ်သမုတ်တရားမျိုးတော်ကိုတိမ့်ပိုက်ကြီးစိုးကြပြီးကလုံကြီးတွေကလည်းကောင်းကင်ဝေဟင်ကိုအတီးတီးအုပ်ချုပ်ကြပြီးတီချာစီနေကြတဲ့ဘလောက်ပဲတီချာနေနေကြပါစေတခါတည်းမှာတော့တိုက်ခိုက်ကြလိမ့်ရှိပြီးတိုက်ခိုက် မှုတိုင်းမှာလည်းငကားကြီးတွေကသာရှုံးလေးရှိကြတယ်။ဒီနေ့မှာတော့ကလုံကြီးတွေအများပြားတန်ရန်ရတဲ့။ဘာကြောင့်လဲဆိုတော့ငကားကြီးတွေကိုရေထဲကနေဆွဲချီလို့မရနိုင်တာကြောင့်ဖြစ်တယ်။ကလုံတွေကိုအုပ်ဆိုးတဲ့ကလုံမင်းကြီးဟာမိမိတို့ကလုံတွေငကားတွေကို အရင်လိုရေထဲကနေဆွဲချီလို့မရတာ။ဘာကြောင့်လဲအကြောင်းရင်းကို ရှာနေတဲ့။ နှစ်ပေါင်းရာချီကြပြီးနောက်ဘာယန္တီပြည်ကကုန်တယ်ပေါင်း900ဟာသမုတ်တရားထဲမှာတင်မောကြီးတွေနဲ့ကုန်စည်ပစ္စည်းတွေကိုတယ်ဆောင်ပြီးသွားနေတော့ ခုနှစ်ရက်မြောက်နေ့မှာတော့မုံတိုင်းကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်။ပင်လယ်ရေလိုင်းကြီးတွေဟာအရန်ကုန်မြင့်ပြီးတိုက်အားကောင်းလာကြောင်းကုန်တယ်တွေရဲ့ဒီမော့တွေဟာလည်းလိုင်းလုံးကြီးရဲ့ရိုက်ခတ်မှုတွေကြောင့်ကျိုးပဲ့ကုန်ကကုန်တယ်တွေဟာလည်းထိခိုက်ဒဏ်ရာတွေရကုန်ပြီးပင်လယ်ထဲပြုတ်ကျကုန်တာကြောင့်ပင်လယ်ရေအောက်မှာရှိတဲ့ရေတပ်တဝါကြီးငယ်တို့ရဲ့အစာတွေဖြစ်ကြကုန်တဲ့မုံတိုင်းကြီးငြိမ်သက်သွားပြီးနောက်ပင်လယ်ပြင်ကြီးထဲမှာတူဦးသေးသောကျရင်ခဲ့တဲ့ကုန်တယ်ယောက်ျားကတစ်တုံးပေါ်ကုတ်သွဲထားပြီးပင်လယ်ပြင် ်ထဲမျိုးနေခဲ့တယ်။ဘီလေပြင်ထဲမျိုးနေခဲ့ပြီးတဲ့နောက်မှာတော့ကထံဘီယာမျိုးရဲ့ဂုံပြင်ကိုရောက်ရှိခဲ့တယ်။ဂုံတဲ့ယောက်ျားကလည်းဂုံပေါ်တတ်တဲ့အခါမုံတိုင်းတိုက်ခိုက်မှုကြောင့်အဝတ်စားများဆုတ်ပြတ်ခဲ့တာကြောင့်အဝတ်ပလာဖြစ်နေခဲ့တဲ့။အဝတ်ပလာဂုံတဲ့ယောက်ျားဟာတစုံတရာတွေ့မြင်သွားမှဆိုးတဲ့အတွက်ပုံကွယ်ပြီးနေခဲ့တယ်။ အဲ့ဒီနောက်တောထဲမှာအတီးနန်လေးနဲ့ငှက်ဥတွေကိုရှာဖွေစားတောက်ပြီးခက်ခက်ခက်ခဲရှင်တန်နေခဲ့ရပြီးနရက်တားရဲ့အဝတ်ပလာနဲ့နေလာခဲ့ရပေမဲ့လေအဝတ်ဝဖို့ရှာမရခဲ့ပါဘူးဒီနေ့မှာတော့ရွာသားတယောက်ကအဝတ်ပလာနဲ့ဂုံးတဲ့ယောက်ျားကိုတစ်ပင်ကြီးအောက်မှာထိုင်နေတာကိုတွေ့လိုက်တဲ့ရွာသားတွေဟာအဝတ်ပလာနဲ့ဂုံးတဲ့ယောက်ျားတရင်ကိုကြားပြီးနောက်၎င်းယောက်ျားဟာကိလေသာကုန်ခံပြီးတီလာနဲ့ပြေဆုံးတဲ့ယတိပဲဆိုပြီးကြီးညိုကြတဲ့ရွာသားတွေဟာတမ င်းဟင်းတွေကိုယူဆောင်လာကြပြီးဂုံတဲ့ယောက်ျားစီကိုလာပေးကြတယ်။ဂုံတဲ့ယောက်ျားဟာလည်းဟန်ဆောင်ပြီးနေနေခဲ့တယ်။တကယ်တမ်းကျတော့ဂုံတဲ့ယောက်ျားဟာအလွန်ပဲရှက်နေခဲ့တဲ့။ရွာသားတွေပြန်သွားပြီးတဲ့နောက်မှာတော့ထမင်းဟင်းတွေကိုစားရင်းအဝတ်စားမပါပဲနေတာကလည်းအဆင်ပြေကြောင် တွေးတောခဲ့ပြန်တဲ့။အဲ့လိုစဉ်းစားပြီးနောက်မှာတော့သူဟာဘယ်တော့မှအဝတ်စားမဖို့ပဲနေလာခဲ့ပါတယ်။အဲ့ဒီနောက်တရက်ပြီးတရက်တပြေးပြေးជីညိုကိုကိုယ်သူများလာခဲ့တယ်။ជីညိုကိုကိုယ်သူတွေက ကထံဘီယအခြေလကဒီလာနဲ့ပြေဆုံးတဲ့အဝတ်ပလာယတိကြီးဆိုပြီး၎င်းဂုံတဲ့ယောက်ျားကိုခေါ်ဆိုခဲ့ကြတယ်။အဝတ်ပလာနဲ့ယတိကြီးရဲ့ဂုံတဲ့ရင်ဟာအနေနဲ့အရရက်ကိုပြန့်နှံ့သွားပြီးကြီးညိုသူ တပည့်တာဝါကညစွာလဲရှိလာတဲ့အထိကြော်စောခဲ့တယ်။ဒီနေ့မှာတော့ဘန္ဒရတ်နာခရတ်လို့ခေါ်တဲ့ငကားကြီးဟာတရားဘာဝနာလေးလာစီပူပြီးတန်တရားဝတ်စင်ရဲကနေလွမြောက်ကြောင်းတရားတွေကိုလည်းကျင့်ကြံအားထုတ်လေးရှိတဲ့။ငကားကြီးဟာလူသားတယောက်လုံးဖန်ဆင်းပြီးအဝတ်ပလာယသိစီသွားပြီးစကားပြောတဲ့။အဝတ်ပလာယသိဟာကုန်းတဲ့ဘွားကလူပေါင်းစုံနဲ့ပြောဆိုဆက်ဆံလာခဲ့ပြီးလူတွေရဲ့စိတ်ကိုဆွေးဆောင်နိုင်အောင်ပြောဆိုတတ်တာကြောင့်ငကားကြီးဟာလည်း ြီးညိုကိုကွယ်ခဲ့တယ်။အဲ့ဒီနေ့ကစပြီးနဂါကြီးများစွာဟာယသိစီရောက်လာကြပြီးကိုကွယ်စည်းကပ်ကြတဲ့နဂါကြီးတွေဟာယသိကိုနှုတ်ဆက်ထွက်ခွာသွားပြီးနောက်မိမိတို့ရဲ့ဌာနသမုတ်တရားအောက်ကိုဆင်းသွားတော့မယ့်အချိန်မှာတော့အန်တနီယာမှာထွားကြိုင်းတဲ့ခနာကိုရှိတဲ့ယောက်ျားတယောက်နဲ့ဖျက်ချောင်းမိကြတယ်။၎င်းယောက်ျားဟာယသိစီကိုလာတဲ့စူပါနရတ်လို့ခေါ်တဲ့ဂလုံးမင်းကြီးပဲဖြစ်တယ်။ယသိကြီးကလည်းဂလုံးမင်းကိုကောင်းမွန်စွာကြိုဆိုတဲ့ဂလုံးမင်း င်ကြီးကယတင်ကြီးကိုအခုအခါကလုံးတွေဟာဒံယာတွေမြပြရကြတယ်။ဘာကြောင့်လဲဆိုတော့ငကားတွေကိုတမုတ်တရားကနေဆွဲတင်တဲ့အခါဘလုံးမဝီဟင်ပေါ်ဆွဲချီလို့မရဘူး။အဲ့ဒီခါမှလည်းငကားတွေဟာကလုံးတွေကိုရစ်ဖက်ပြီးတမုတ်တရားရေအောက်ကိုဆွဲချလိုက်တာကြောင့်ကလုံးတွေမြပြတည်ဆုံးကုန်တယ်။ငကားတွေကိုဝီဟင်ပေါ်ဆွဲချီနိုင်အောင်ယတိကြီးနေနဲ့ကျွန်တို့တို့အတွက်နီလန်းရှိရင်ပြောပြပါဆိုပြီးပြောလိုက်တဲ့ယတိကြီးကလည်းရတယ်လေကျွန်တို့စီမံလာရောက်ကြတဲ့တပည့်တွေ င်ထဲမှာနဂါးတွေလည်းပါတယ်သူတို့ရဲ့လေဝဲချက်ကိုမင်းပေးမယ်ဆိုပြီးပြောခဲ့တဲ့ရတိကြီးရဲ့စကားကိုကြားပြီးခဲ့တဲ့နောက်ဂလုံးမင်းကြီးကလည်းမိမိနေရာဌာနပုံစီပြန်သွားခဲ့ပြီးရတိကြီးရဲ့အဖြေစကားကိုစိတ်အားထက်သန်စွာစောင့်နေခဲ့တဲ့အဲ့ဒီနောက်မှာတော့နဂါးကြီးတွေရတိစီရောက်လာတိုင်းရတိကနဂါးကြီးတွေရဲ့လေဝဲချက်ကို ဖြောင်းဖြပြီးဘလို့ပဲမင်းနေပါစေနဂါးကြီးတွေဟာမိကွန်းကိုဖြေဖို့အန်တီအယံများပါတယ်လေဝဲချက်ပေါင်းကြသွားရင်မိမိကိုကိုယ်တေချောင်းကြံ ာနဲ့အတူတူပဲတကားမျိုးတွေအားလုံးမိမိလေးဝက်ချက်ကိုမပြောကြပါနဲ့လို့အချင်းချင်းတတိပေးတားမြစ်ကြတဲ့ရတိကြီးကလည်းဆွဲမလျှော့ပဲဖြောင်းဖြပြီးမေးနေတာကြောင့်နောက်ဆုံးမှာဘန်ဒါရက်နခရက်နဂါမင်းဟာစိတ်ပျော့သွားပြီးရတိကြီးဟာတီလာပြေဆုံးတာကြောင့်မိမိတို့နဂါမျိုးနွယ်ရဲ့လေးဝက်ချက်ကိုပေါက်ကြအောင်မလုံးကြောင်းယုံကြည်သွားတာကြောင့်နဂါရေဟာရေပြင်ပေါ်ကောင်းမဖော်ကြခင်ကြောက်တုံးကြီးတွေကို1 by 10မျိုးချကြပြီးအလေးချိန်ကိုစီးစေတယ်ဂလုံးတွေ ရဲ့တဘာဝတိုင်းနဂါရဲ့ဥကောင်းအမောက်ကနေဆွဲချီလေးရှိကြတယ်။ဒါပေမဲ့နဂါရဲ့ဥကောင်းတစ်ခုလုံးရေပြင်ကနေလွတ်အောင်ဆွဲမချီနိုင်ဘူး။အကြောင်းလဲဆိုတော့ဝမ်ပိုက်ထဲညှိုထားတဲ့ကြောက်တုံးကြီးတွေကြောင့်အလေးချိန်စည်းနေတာဖြစ်တယ်။လေဝက်ချက်ကတော့ဒါပါပဲလို့နဂါမင်းကပြောလိုက်တဲ့။ရက်တန်ကြာပြီးနောက်မှာတော့ဂလုံးမင်းကြီးကရသေးစီတဖန်ပြန်ရောက်လာတယ်။ရသေးကလည်းနဂါကြီးတွေရဲ့လေဝက်ချက်ကိုဂလုံးမင်းတီအောင် ပြောပြလိုက်တဲ့။ဂလုံးမင်းကလည်းနဂါကြီးတွေရဲ့လေဝက်ချက်ကိုတီရ ာနဲ့ကောင်းကင်ဝေးဟင်ကိုပြန်တက်သွားပြီးတကားကြီးရဲ့အမေကိုကိုက်ချီပြီးလှောက်ခလိုက်တဲ့ခါမှာတော့ကျောက်တုံးကြီးတွေထွက်လာခဲ့တယ်။အဲ့ဒီအခါတကားကြီးကိုကောင်းကင်ဘော်ကိုဆွေးချီသွားလိုက်တဲ့ပြပြက်တွေကိုမြင်လိုက်တဲ့ Andarat Nakrat နဂါမင်းကြီးကတုံလုံးသွားပြီးယတိကြီးကိုလေဝတ်ချက်တွေပြောပြမိလိုက်လို့ပဲအဲ့ဒီအချင်းတီလာပြတ်တဲ့ယတိကိုယုံပြီးမပြောပြခဲ့သင့်ဘူးလို့နဂါမင်းကြီးပြောလိုက်တဲ့စကားတန်ကိုကြားလိုက်တဲ့ဂလုံးမင်းကြီးကနဂါကြီးကို အောက်ချပြီးလှုပ်ပေး းလိုက်တဲ့ဂလုံကြီးကသူယုံမာရီဟာဘယ်တော့မှဂရီးတစ္ဆာမတီးဘူးမိတ်ဆွေကောင်းမဖြစ်ထိုက်ဘူးခုလိုချိန်မှာကျွန်ုပ်တင့်ကိုရံပြူလန်းရင်တိခါမဲရကြာသွားလိမ့်မယ်လို့ဂလုံကြီးကပြန်ပြောလိုက်တဲ့အခါမှာဒကာမင်းကြီးကလည်းစိတ်သက်သာရာရပြီးဂလုံကြီးရဲ့စိတ်နေသဘောထားကိုလေးစားခဲ့တယ်ဒကာမင်းကြီးကလည်းအခုချိန်ကစနောက်အခါဘယ်တော့မှဂလုံကြီးတွေကိုရံမပြူတော့ဘူးလို့ကတိပေးလိုက်တဲ့ဂလုံကြီးတွေကလည်းဒကာကြီးတွေကိုဘယ်တော့ခါမှရံမပြူတော့ဘူးလို့က တိပေးခဲ့ပြန်တယ်။အဲ့ဒီနောက်ငကားမင်းနဲ့ဂလုံးမင်းတို့တွေက လူယောင်ဖန်ဆင်းပြီးယသိစီကို ပြန်သွားခဲ့ကြတယ်။ရောက်တဲ့အချိန်မှာယသိကြီးကငကားမင်းနဲ့ဂလုံးမင်းတယောက်နဲ့တယောက်တီကျွမ်းသွားကြပြီးအတူလာကြတာကိုမြင်လိုက်တဲ့အခါမှာတော့ထိလန့်သွားတဲ့အခါမှာပဲငကားမင်းကြီးကသစ္စာမဲ့ဂတိမတီးတဲ့ဤလာမဲ့တဲ့သူတင်ဟာကျွန်ုပ်တို့ရဲ့လေဝတ်ချက်ကို မပြောဖို့ဂတိမတီးဘူး။တင်ဟာကျွန်ုပ်ကိုဂတိမတီးတဲ့အတွက်အသင့်ဦးကောင်းဟာခုနှစ်စိတ်ကွဲပြီးသေးပါစေ လို့ကြိမ်းလိုက်တဲ့အဲ့ဒီနောက်ကလုံမင်းနဲ့နဂါမင်းတို့ဟာအတီးတီးမိမိဘုံဌာနကိုပြန်သွားပြီးတဲ့အခါမှာတော့ရတေကြီးရဲ့ဦးကောင်းဟာခုနှစ်ကျွဲပြီးကြံကျင်းဆိုတဲ့အတိုင်းတည်ဆုံခဲ့ရတယ်။တည်ဆုံသွားပြီးတဲ့နောက်ငရဲပြည်မှာ၎င်းရတေဟာမိမိအာကုတ္တကံရှိတဲ့၍ဝဒုက္ခကိုခံစားနေခဲ့ရတယ်။တကယ်တမ်းကျတော့နဂါကြီးတွေရဲ့လူဝတ်ချက်တွေကိုအပြေရှားဖို့အများကြီးရှိပါသေးတယ်။ဒါကတော့ဒီနေ့တင်ဆက်ပေးသွားတဲ့နဂါကြီးနဲ့ကလုံကြီးများအကြောင်းပဲဖြစ်ပါတယ်။ကဲ၍ အချက်လက်များလွှဲမှချင်းသို့မဟုတ်ကြရှိခဲ့သည်ရှိသောကျမတို့ဖွယ်သားများမှတောင်းပန်အပ်ပါရယ်တငယ်ချင်းတို့ဒီဆက်လက်လေးများကြိုင်းနေတတ်ရင် like subscribe and share လုပ်ပေးဖို့မမေ့နဲ့နော်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်